Google Meeting application နဲ့ online class တွေကိုဘယ်လို join ရလဲဆိုတာဒီ video မှာပြပေးမယ်။အခုကျွန်တော်ရှိမှာသင်တန်း join ထားတဲ့သူတွေကလည်းဒီ video လေးကိုကြည့်ထားပေးပါ။အကုန်လုံးကိုလည်းတက်ဆိုင်ရာ Telegram group တွေ Messenger group ကနေပြီးတော့ပို့ပေးမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီမှာကြည့်သွားလဲရပါတယ်။ဒီ video လေးမှာ Google Meeting ကိုဘယ်လိုသုံးရလဲဆိုတာရှင်းပြပေးမှာဖြစ်ပါတယ်။ Google Meet ကိုသုံးဖို့အတွက်ကျွန်တော်တို့အရင်ဆုံးဖုန်းထဲက Play Store ကိုသွားပါမယ်။ကျွန်တော်ပြပေးမယ်နော်။ဒီ Play Store လေးကိုသွားမှာဖြစ်ပါတယ်။ ီးရင်ကျွန်တော်တို့ကဒီ search ဆိုတဲ့ icon လေးနှိပ်လိုက်ပါ member rule လေးကိုနှိပ်လိုက်ပါပြီးလို့ရှိရင်ဒီမှာ google meet ဆိုပြီးရိုက်ရှာလိုက်ပါဒါကျွန်တော်ရှာထားပြီးသားဖြစ်နေလို့ပါเนาะ google meet ဆိုပြီးရိုက်လိုက်ပါ G O O G L E M E E T google meet ဆိုပြီးတော့ရှာလိုက်မယ်ဆိုလို့ရှိရင်ဒီမှာ application လေးပေါ်လာဖြစ်ပါတယ် google meet ဆိုပြီးတော့အားလေးကိုကျွန်တော်တို့က install နှိပ်ရပါမယ် okay install ပြီးသွားပြီဆိုတခါတည်း open ဖြစ်သွားပါပြီခဏလေးစောင့်ကြည့်ပါ okay ကျွန်တော်တို့ install လုပ်ပြီဆိုလို့ရှိရင် ဒီမှာ Google Meet ပေါ်နေပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ Google Meet ထဲကိုဝင်လိုက်ပါဒီလိုပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့က Gmail ကိုရွေးပေးရပါမယ်ဒီမြားလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကိုဖုန်းထဲမှာထည့်ထားတယ် Gmail တွေအကုန်ပေါ်လာပါလိမ့်မယ်အဲ့ဒီကြလို့ရှိရင်ကိုသုံးချင်တဲ့ Gmail ကိုဒီမှာရွေးလိုက်ပါရွေးပြီးရင်တော့ continue as helen ဆိုပြီးတော့ဒါကျွန်တော်နာမည်ကိုပေါ်လိုက်ရအောင်နော် continue ကိုထည့်လိုက်ပါ continue နှိပ်ပြီးသွားဆိုလို့ရှိရင်ဒီလိုမျိုး pop up box လေးပေါ်လာလိမ့်မယ်ပေါ့နော် ပေါ်လာပြီဆိုလို့ရှိရင်ဒီကောင်လေးကို give access ဆိုပြီးနှိပ်လိုက်ပါပြီးရင် why using this app ဆိုပြီးအပေါ်ဆုံးအစားလေးကိုနှိပ်လိုက်ပါဒါကတော့ဖုန်းတစ်လုံးနဲ့တစ်လုံးတူမှာမဟုတ်ဘူးပေါ့နော်ဒါကကျွန်တော်ဖုန်းမှာတော့ဒီလိုမျိုးပေါ်တယ်ဒါပေမဲ့ user တွေဖုန်းမှာလည်းဒီလိုမျိုးပေါ်ပုံများရတယ်ပေါ့သူက access down တယ်အဲ့တော့ why using this app ဆိုပြီးတော့နှိပ်လိုက်ပါပေါ်ဆုံးဒါ microphone ကို access down တာပါအဲ့တော့ဒီကောင်ကိုလည်း why using the app ပေါ့နော် ပြီးရင် access ပြ contact contact ကတော့ allow ပေးလိုက်ရတယ်သူ allow ပေးလိုက်ရတယ်အဲ့တော့ကျွန်တော်တော့ allow မနေလိုက်ပါပဲ manage phone call ပေါ့ဒါ meeting ကတော့ဒါ allow ပေးရမှာပဲဒီမှာဒါကျွန်တော်တို့က meeting join လို့ရမှာဖြစ်ပါတယ်နော် allow နေပါဟိုဒီ allow ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ meeting join လို့ရပါတယ်ဒါပေမဲ့ဒီ meeting ကဒါကျွန်တော်ကိုယ်တိုင် meeting စမယ်ဆိုလို့ရှိရင်ဒီဟာကိုသုံးရမှာကိုကသူများစထားတဲ့ meeting ကိုဝင် join မယ်ဆိုလို့ရှိရင်နော်ကျွန်တော်ပို့ပေးရတဲ့ code လေးရှိပါလိမ့်မယ်ကျွန်တော်ဒီ messenger group ဒါမှမဟုတ်လို့ရှိရင် telegram group ကနေပြီးတော့ မီတင်ဂျွိုင်းမဲ့ကုတ်ကိုပို့ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီကုတ်ကိုကျွန်တော်တို့ကဘယ်မှာဝယ်ရမလဲဆိုတော့ကျွန်တော်တို့ copy ကူးပြီးတော့ဒီမှာကုတ်ကိုထည့်ရပါမယ်အဲ့ဒီကုတ်ကိုရဖို့အတွက်ကျွန်တော်တို့ကုတ်သွားယူပါမယ်ဒီမှာကျွန်တော်ပြောချင်တာကကုတ်နဲ့လည်းဝင်လို့ရတယ်ပြီးလို့ရှိရင် link နဲ့လည်းဝင်လို့ရတယ်နှစ်မျိုးရှိတယ်ပေါ့အဲ့တော့ကျွန်တော်အရင်ဆုံးကုတ်နဲ့ဝင်တဲ့ဥစ္စာကိုအရင်ပြပေးမယ်နောက်ထပ် video တစ်ခုမှာကျွန်တော်က link နဲ့ဝင်တဲ့ဥစ္စာကိုပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ group ထဲမှာပို့ထားတဲ့ကုတ်ကိုကျွန်တော်သွားယူပါမယ် ဒီလိုမျိုးဆိုလို့ရှိရင်ဒါ link ဖြစ်ပါတယ်ဒါလေးကတော့ meeting code ပါအဲ့တော့ကျွန်တော်တို့ကဒီ meeting code ကို copy ကူးပါ copy ကူးပြီးရင်ကျွန်တော်တို့ google meet ကိုပြန်သွားမယ်ပြီးရင်ဒီမှာကျွန်တော်တို့ paste ချမယ်ပေါ့နော်ဒုနှိပ်လိုက်ပြီဆိုလို့ရှိရင် code ကိုနှိပ်လိုက်ပြီဆိုရှင်ဒီလိုမျိုးလို့ပါလိမ့်မယ် enter a meet code ပေါ့ဒါကိုကျွန်တော်တို့နှိပ်လိုက်ပါပြီးရင်ဒီလိုပါလို့ရှိရင်ဒီ code ကိုနှိပ်ပါပြီးရင်ကျွန်တော်တို့ code ကိုဒီမှာ paste ချလို့ရပါပြီ ီးရင်ကျွန်တော်တို့ drawing ဆိုတဲ့ clip လေးကိုနှိပ်ပေးပါဒီဘက်က video clip လေးကိုတော့ကျွန်တော်တို့ဖွင့်ထားလိုက်ရတယ်ပိတ်ထားလိုက်ရပါတယ်ဒါပေမဲ့ဒီဘက်ကအတန်လေးကိုတော့ကျွန်တော်ပိတ်ထားပေးပါခင်ဗျဘာဖြစ်လို့လဲဆိုတော့အများနဲ့တင်တာဆိုတဲ့အခါကျတော့တယောက်စီစကားပြောနေလို့ရှိရင်တခြားသူတွေနှောက်ယှက်ဖြစ်မှာဆိုလို့ပါကျွန်တော်တင်နှံ့ပြီးလို့ရှိရင်အားလုံးကိုပြန်ပြီးတော့မေးဖို့အတွက်အချိန်ပေးမှာဖြစ်ပါတယ်ဒီဘက်ကမိုက်ခရိုဖုန်းကလိုလေးကိုနှိပ်ပြီးပိတ်ပြီးသွားရဆိုလို့ရှိရင်တော့အောက်ဆုံးမှာရှိတဲ့ X2 join ကိုနှိပ်ပြီးတော့တင်နှံ့ကို join လို့ရပါပြီခင်ဗျာ နှိပ်ပြီးတော့ဒီလိုမျိုးလေးပေါ်ပြီဆိုလို့ရှိရင်တော့ခဏလေးဆောင်ပေးပါကျွန်တော်တင်နန်းရနေပြီးတော့လက်ခံပေးမှဖြစ်ပါတယ်ဒီရန်လေးပေါ်ရင်ရပါပြီနောက်ထပ်ဗီဒီယိုမှာတော့ကျွန်တော် meeting ကို link နဲ့ဘလုံးဝင်လဲဆိုတာကိုပြရမှာဖြစ်ပါတယ် link နဲ့ဝင်တာပို့ပြီးတော့လွယ်ပါတယ်ခင်ဗျနောက်ဗီဒီယိုလေးကိုဆက်ပြီးတော့ရှိတယ်ပါနော်မနက်ပြန်18ရက်နေ့မနက်တင်နန်း join မဲ့သူတွေအတွက်ကတင်နန်းမစခင်7မိနစ်လို့မှာတင်နန်း link ကိုပို့ပေးမှာဖြစ်ပါတယ်အားလုံးတင်နန်းမှာပြန်တွေ့မယ်ဘိုင်ဘိုင်